ဓမ္မရေကြောင်းမင်းကြောင့်မဟုတ်ခင်ဥပဒနာရဲ့ရှင်နည်းကိုကျေးဇူးပြောမယ်ဥပဒနာရဲ့ရှင်နည်းကရှင်သာရိပုတ္တရာကဟောထားတယ်ကာယမိမံသမသထပရိဇာနာထပုဏ္ဏပုံနာကာယေတဘာဝံဝိရိဒ္ဓဝါနဒုက္ခသန္တံကရိတိဒီကဲ့သို့ဟောထားတော့ဓမ္မရေဒီ ဘယ်ရရှိမှာဖြစ်စေကိုယ်အိမ်ရဲမှာဖြစ်စေထိုင်ပြီးတဲ့ခါလာမိမဖြစ်လူတို့ရောက်ချဖြင့်ဓမ္မင်ခွေးပြီးတဲ့ခါလာထိုင်နေလို့ထိုင်အိတ်ကျင်းတဲ့အိတ်အိတ်ကမရှိပါဘူးတဲ့သို့တော့အသက်မှန်မှန်ရှိပြီးတဲ့ခါလာလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုကြီးသိပြီးတဲ့ခါလာနေရာမှာ ပထမရှိသွားတော့ဖြင့်ဖတ်တာသိဝန္တာသိပဲလုံနေပါဒီတဲကမှာဒုနီယာကအောက်ဒလိုလိုလာလို့ရှိရင်ဖတ်တာသိဝန္တာသိဖြုတ်လိုက်ပါဖတ်တာသိဝန္တာသိဖြုတ်ပြပါတော့လို့သတိပေးလိုက်ရှင်နော်ဖတ်တာသိဝန္တာသိဖြုတ်ပြီးအောက်နေနေရာလေးကိုညံရဲလိုက်ဩော်ဒါဖောက်ပြန်လာတာပါလားအင်းဖောက်ပြန်လာတာငါကမအောင်ဘူးဥပမာဒီနေရာလေးကအောက်လာတယ် အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြီးလိုက်ပြီဒီမှာပြန်ဖောက်ပြန်တာလေးကပြည့်စည်သွားဘဒ္ဒသီဝန္ဒသီလုံနေတော့တဏှာကဘာဖြစ်လာတော့အောင်းနေခါကျဘဒ္ဒသီဝန္ဒသီထုတ်လိုက်ပါအောင်းနေနေရာလေးညံလှက်လိုက်ပါခြေစလုံးကအောင်းရင်ခြေစလုံးပေါင်းကအောင်းရင်ပေါင်းခါကအောင်းရင်အောင်းနောက်ကြောကအောင်းလို့ရှင်နေအောင်းနေနေရာလေးညံလှက်လိုက်ပါအဲ့ဒါလေးကဘာမှလည်းမနေဆိုတော့ သင်္ကိုယ်သဘောမှပေါက်ပြန်လာတာအဲဒီပေါက်ပြန်တဲ့နေရာလေးကိုဂတိကကျောဥဒ္ဓဘုရားကညံတဲ့လိုက်ပြီးဆုံးမပြင်းညံပေါ်နေတဲ့တွင်တတ္တဝသနာမှာအောင့်နေစိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောင့်လာလေးဟာပေါက်ပြန်ပြီးဒီကရပျက်စီးသွားတာတွေ့ပါလိမ့်မယ်ပေါက်ပြန်ပျက်စီးသွားတာကိုတွေ့ပါလိမ့်မယ် ဒီကဲတဲ့ဘောပြံပြည့်စည်သွားတာလေတွေ့တဲ့အခါကျတော့ဒီကနာကိုကြီးစိုက်စီနေလို့ဘောပြံပြည့်စည်တာတွေ့တာလို့မှတ်လိုက်နော်အဲ့တော့ဘောပြံပြည့်စည်တာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုတာဟုတ်တာဒုက္ခသစ္စာဆိုရင်ဘောပြံပြည့်စည်တာဩော်ဒါကဒုက္ခသစ္စာဘောပြံပြည့်စည်ပြီလို့သိနေတာလေကလောကီမက္ကသစ္စာ ဓာတိနေရာလေးကအောင့်နာလေးကပြောက်သွားပြီဟိုနေရာကအောင့်နာပေါ်လာတယ်ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပါပါကြီးလိုက်တဲ့အခါကျလို့ရှိရင်ကြီးတဲ့ဉာဏ်ပေါ်လာလို့ရှိရင်ဖြင့်သတ္တဝါသန္တာနှစ်သိမ့်မပေါ်ကောင်းတဲ့အတွက်စားကျင်တဲ့စိတ်ကလေးရကကျွဲကတိတို့ရှိပြီးပြတ်သွားတယ်ဒီလည်းကမှဖောက်ပြန်မေးလာတာအခုပဲပြည့်စည်သွားတယ် အဲ့တော့ဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြမလဲ။အဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဂါရမတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမကသစ္စာလို့ဟောမိကြ။ဒီလိုကြည့်ပါခန္ဓာကိုယ်ရဲ့လှဲ့လိုက်ပြိတ္တကာလနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမကသစ္စာဆိုတော့ဩခန္ဓာကိုယ်ရဲ့မှာဒုက္ခသစ္စာရဲ့ သိနေတဲ့မကသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးကြတာနေတော့သမှုရိယသစ္စာဆိုတဲ့လောဘကချုပ်ငြိမ်းရုပ်သိမ်းပြီးကြတာနေတော့လေဒီလောဘချုပ်ငြိမ်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒဏ်ချုပ်ဘူးလားဥပါဒဏ်ချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘုရားလာရတံဖြစ်တဲ့ပြိတိနေမှုအိုမှုသိမှုပေါ့ဩော်ဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ ရာဇဝေရကသတ္တဥလာဘုရားမေးလို့ရှိရင်ဖြင့်ဟောက်ပြန်ပြစီတာမြင်းနေတဲ့မက်ကချုပ်စီတာလို့မှတ်လိုက်ပါဘုရားဟောက်ပြန်ပြစီတာသိတဲ့မက်ကချုပ်စီတာဆိုတာသိကြပါလားသိပါပါဒါနဲ့ဒီကံတော်ကိုကြီးကိုဝိပဿနာရှုဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ပါဘုရားဝိပဿနာလို့ဆိုရပါပါလေဒါကြောင့် ကာယမိမံသမသထဣမံကာယဣခန္ဓာကိုယ်ကြီးကိုသမသထစောင့်ကြည့်ပြီးသုံးကသမ္မာကွာရှင်သာရိပုတ္တရာမှားရှာခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးကသမ္မာဆင်ញင်သမ္မာဆိုတော့ဖြစ်တယ်မဲမလာဘူးပြည့်စည်သွားတာကဖြစ်ဖြစ်စောင့်ကြည့်တာက ။အော်မဲ့ဆိုတာဒကာရမတို့စောင့်ကြည့်မှရတယ်လို့မှတ်သုံး။စောင့်မကြည့်ရင်မရဘူး။မရဘူး။ရှာရင်တော့မရဘူး။စောင့်ကြည့်ရင်တော့မရဘူး။ရောရဲကြရတဲ့အပြေးတော်မဆံပါဘူးတဲ့ဖန်းတော်မြန်တယ်လို့မိလိနာပညာကစောင့်ဖန်းဆံပါလို့လည်းသေသေးချာချာဟောတာဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကအေးရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်ကြမယ် အနာကိုစောင့်ကြည့်နေဘာနဲ့စောင့်အောင်လဲဆိုတော့ရှင်မူလေးမှန်မှန်ရှင်ဆိုင်မူလေးမှန်မှန်ဆိုင်ဆိုင်ရကမှာအထူးတရားလေးပေါ်လာလို့ရှိရင်ဩဒဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တယ်။ဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေးတာကသမှုရသစ္စာ နောင်ခန္ဓာမလားဒါကနိရောဓသစ္စာဆိုတော့ဩတို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားဩဒါဖြင့်ဝိပဿနာလုံးဆိုတာအာလုံးတရားနာတဲ့ဃာရမတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလုံးဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်ဖြစ်မလုံတတ်သေးပါဘူးခင်ဗျာဆိုရင်စောင့်မကြည့်လို့လားမှတ်ပေလို့ တောင်းကြည့်တော့ခန္ဓာကိုယ်ကြီးကဘုရားကပြလိုက်ဒီနေရာကပြလိုက်ဘုရားကပြလိုက်ဒီနေရာကပြလိုက်ပြတဲ့နေရာကိုပဲတောင်းကြည့်နေတဲ့ခါကြလို့ရှိရင်ပြတာကဒုက္ခသစ္စာပြတာကမဂ္ဂသစ္စာပြတာကနောင်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့အော်တို့လေ သစ္စာလေးပါလုံးလုံးနေတာပါလားဆိုတာမပေါ်လာဘူးရှင်းရှင်းပါဘုရားဒါကြောင့်ဒါကြောင့်လည်းလုံးတော့လဲစောင့်ကြည့်ရမှာမဟုတ်လားလိုက်ဖမ်းရင်မိပါမယ်ဘေးဒါကြောင့်ခွင်းတို့ဂရမတွေစောင့်ကြည့်လို့ရှင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာရီပဲမပြရဘူးအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာရီပြတော့ ဒီနာခန္ဓာတွေကလည်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတော့ဩဒီဥစ္စာဖြစ်ပြက်ကဒုက္ခတွေသာသိတာကမကသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်ထဲမှာပေါ်လာတယ်ဆိုကြတော့ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့်ကိလေသာရှားမညလို့ရှိရင်ဖြစ်ပြက်နဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမချားလို့ရှိရင်ဖွန်နေနဲ့မဲ့ညာဘုံညာရပါတယ် ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာရှားမကိုရင်ရကြွမမြလားပြန်ပါဘုန်းကြီးကဟောတာလားဘုရားခင်ကိုရမကြီးကဟောတာလားလို့ဆိုတော့သတိတံပါဠိတော်မှာသေသေးချာချာရှိနေတော့ကြောင့်ဒဂရမတွေစောင့်ကြည့်ရအောင်မဟုတ်ခဲ့တော့ကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျ။ဩော်ဒါဖြင ဝါဒနာဆိုတာအားစိတ်ရှိပါလားလားဒကာရမတို့စောင့်စားပြီးရှိပါလားသေသေးချာချာပြောနေပါလေဒကာရမတို့လေးလေးစားစားနဲ့မှတ်သားပါမှန်ပါလေးလေးစားစားနဲ့မှတ်လိုက်တဲ့အခါကျတော့စောင့်ကြည့်တဲ့လူတွေကခန္ဓာကိုယ်ထဲမှာဘာမှကြည့်ရမကြည့်လို့ရှင်ဖြင့်ဟောလေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲလေးလေးပြန်ခွန်းတဲ့စိတ်ဟာ အဲ့ဒါလေးဘယ်ကမှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက်သဘောကျဟာသူ့ပြန်ထိုင်နေရင်မတန်နဲ့ပါဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လို့လာပြန်လို့ရှိရင်သူ့ချုပ်ပလိုက်ဟိုနေရာရတဲ့နေရာကောင်းတဲ့နေရာတွေလှည့်လိုက်ပြီးဩော်ဒါဒီဒုက္ခသစ္စာပါလားဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါ ကောင်းတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာထိုးတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာအလယ်လားစိတ်ကလေးပဲဖြစ်ပြီးပြတ်တော့အဲ့ဒီဒုက္ခသစ္စာလေးကြီးရဲ့ပိုင်ပိုင်နိုင်နိုင်ဒီတက္ကဒုက္ခသစ္စာသိတာကမကသစ္စာလို့ဓမ္မတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာက ်ဘုရားကသံခိတ္တိနာပြင်စုပါရနက္ခန္ဓာပိဒုက္ခလို့ခေါ်သောကြောင့်အနန္တဘာဝံပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအလုပါလည်းမပြဘဲနဲ့တရားကြတဲ့အသစ်တို့ဒုက္ခသစ္စာပဲပြတယ်အဲ့ကဲတော့ပြလာပြီဆိုမှဖြင့်ဩလူ့ဘဝရတာဒုက္ခသစ္စာရတာကိုလို့ ်ဘောဘောဇံနေနေပြီမလားပဲလူဘဝရတာဘာရတာဘာလိမ့်ဒုက္ခသစ္စာကြီးရတယ်ဆိုတာမသိကြဘူးအဲ့ဒီကဲတော့ဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီလိုမှဘဝရဒီကနာဒီကအောင်ဟိုးအကိုက်ဒီကခဲဘုရားဓမ္မတို့ဘုံပေါ်ပေါ်တာတွေဟုတ်တယ်ပျောက်တာပဲတွေ့ရတောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါပြန်ဥပဒနာအလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေရ။သောင့်ကြည့်တာပဲတဲ့။အကြည့်ခံရတာကဒုက္ခသစ္စာ၊ကြီးညာကမဂ္ဂသစ္စာ။အကြည့်ခံရတာကဒုက္ခသစ္စာ။ကြီးညာကမဂ္ဂသစ္စာဆိုတော့အော်မင်းဟာသူတောင်းအလုပ်လား။သောင့်ကြည့်တဲ့ညာလုပ်လား။သောင့်ကြည့်တဲ့ညာလုပ်လို့ ဒဂရမတွေကအသိကြီးသိလာပြီးဂျုံကဖြင့်ဩခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာတလဇပါလာဆိုတာပေါ်လာပါလိမ့်ဒုက္ခကြာမညဒုက္ခသစ္စာတလဇပါလာဆိုတာပေါ်လာပါလိမ့်သူကဲတော့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ ဒုက္ခရဲ့မြင်ပြီးညင်းငွေလာပါလိမ့်မယ်။ဒါပြန်ဖြစ်ပြမြင်တာရည်ယထာဘုဒ္ဓညာဖြစ်ပြဒုက္ခသစ္စာရည်မုံနာရာရည်ကြာတော့ညာကဖြက်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 ပြီးရှိပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဒီဒုက္ခချင်းနဲ့ပြန်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူး။ မနေခြင်းနဲ့ညံလာတဲ့ခါကျတော့ဘုရင်ကဒုက္ခတွေအကုန်ပြောက်သွားတယ်။မနေခြင်းနဲ့ညံလာတော့ဘာတွေပြောက်လဲ။ဒါဖြင့်ဒုက္ခပြောက်ရင်ဒုက္ခဆုံးညာကနေရတဲ့ ဒုက္ခအဆုံးပြေးတာကမဂ္ဂတစ္စာဆိုတော့မဲ့စ်ပေါ်လာရင်ဒုက္ခပြောင်းရင်မဲ့စ်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမဲ့ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးခင်ဗျာသူ့ကြာကိုမရှိဘူးခင်ဗျာဆိုရင်ဖြင့်ဘာပေါ်လာမဲ့စ်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓဖြစ်မရှိမှန်းသိတာက အဲ့ဒီကြစောင့်ကြည့်ရင်မတန်နဲ့သုံးသွားလိုက်လိုက်လို့ရှင်းဖြင့်ဒုက္ခကအန္တံခရိတ္တိဒုက္ခကဒုက္ခ၏အန္တံဆုံးသူခရိတ္တိမဉ္ဉံကမျက်မှောက်ပြုလိုက်နေတာလို့သင်္သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေတော့ကြောင့်ဘုန်းကြီးတွေကဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တဲ့အလုပ်လုပ်စမ်းပါ ဖြစ်ပြတင်လာပြီကိုစောင့်လာကြည့်ပါလို့ဂရိပေးလိုက်ဖြစ်ပြတင်လာပြီစောင့်လာကြည့်ပါဒီပြန်ဘာမှမလုပ်ပါနဲ့စောင့်ကြည့်တော့ကြာတော့ဖြစ်တဲ့ဒီဒကာကျွယ်တို့ဥလာဘူးဆိုစိတ်လာနေမှာစိတ်လာပြီဆိုမှပြင်စိတ်ပေမဲ့မပြင်းနဲ့ဩအသိတဲများပါလားဩဒုက္ခတွေတဲများပါလားဩဒုက္ခတွေတဲများပါလားလို့ သူကဘလောက်ပဲများများကိုယ်ကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြတော့ဩဖြစ်လာတာလေဒုက္ခပြက်သွားတာလေဒုက္ခပြက်လာတာလေဒုက္ခပြက်သွားတာလေဒုက္ခအဲ့ဒီကဲဒုက္ခကိုအဖြစ်လည်းမသားရအပြက်လည်းမသားရအဖြစ်ကောအပြက်ကောမသားရပါဘူးတဲ့ဒုက္ခကမသားရတဲ့အခါကျတော့ ဖြစ်ပြက်ကိုตายရတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်တာตายရတဲ့ဒိဋ္ဌိလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်သွားတာပဲဆိုတော့ဖြစ်ပြက်ချုပ်တာနိဗ္ဗာန်ချုပ်မှန်သေးတာမညာဖြစ်ပြက်ချုပ်တာကချုပ်မှန်သေးပြီဆိုတာဩော်ဒါပြန်တကကျွဲတို့တကဟူတာဘူးတို့တကသိတို့နိဗ္ဗာန်ဝေးသလားနေသလားနေရတယ်နေရတယ်မရောက်တာ ။ဘာကြောင့်ပါလိမ့်မလဲလို့မေးတယ်။စောင့်ကြည့်တဲ့အလုပ်လည်းမလုပ်ဘူး။စောင့်ကြည့်တဲ့အလုပ်ကိုဒါကြောင့်ခမရတို့သံဃာထဲမှာမရေဘူးတွေကလည်းမရေမိတွေတောက်ပြီးတဘောဘွဲ့သူတွေကမငိမ့်တာ။ဒီခန္ဓာကြီးကိုကျင်းတွဲတဲ့တဏှာရောပါမချုပ်တာနဲ့ပဲတဲ့။ဓမ္မတို့တဏှာကနေပြီးမရေဘူးဖန်တီးနေတာ။ ဒိဋ္ဌိကနေပြီးငရဲဟုဖန်တီးနေတာဒါကြောင့်ခင်ဗျားတို့ကတော့တရားနာရဲ့ဒုက္ခကမချုပ်တော့ဘူးနောက်တဏ္ဍာကကြမ်းနေတာနောက်တဏ္ဍာကြမ်းနေတာတဏ္ဍာကဘယ်ခန္ဓာလောက်ပါမလဲဆိုပြီးအချိုးရလူကစီမံနေအချိုးရစီမံပြီးခါကနေတော့တဏ္ဍာကငရဲသွားတဲ့ခန္ဓာလည်းရှိတယ်သုပတိသွားတဲ့တဏ္ဍာလည်းရှိတယ်အဲ့ဒီကဲတော့တဏ္ဍာတွေကအမျိုးမျိုးပေ ဒီစီမံလိုက်မေဟူရေစီမံလိုက်ဆိုတာတဏှာမချုပ်လို့ဖြစ်ရတယ်။ဒိဋ္ဌိမချုပ်လို့ဖြစ်ရပါဘူး။ဝိသိကိစ္စမချုပ်လို့ဖြစ်ရပါဘူး။အခုတော့ပြင်ဒကာရမတွေစောင့်ကြည့်ဖြစ်ပြနေရသာဘုဒ္ဓညာဖြစ်ပြမုံရင်ဖြစ်ပြတဲ့ညာရှင်ရမတန်နဲ့ဒီဒုက္ခပြေဒုက္ခမှာဘာမှမရှိဘူးလူချင်းစရာရခြင်းစရာ ဘာမှမရှိဘူးလို့ဒီခန္ဓာကိုသုံးပြချက်ချလို့ချင်းအဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲဒုက္ခကိုပိုင်းခြားသိလိုက်တဲ့အခါကျလို့ချင်းဒုက္ခတွေတခါကျဘာဖြစ်သွားဒုက္ခတွေသုံးဘူးဒုက္ခသုံးတာပါခေါ်ကြမယ်သုံးပေါ်လို့သိတာကဩဒါဖြင့်ဘုန်းကြီးတရားဓမ္မတွေနိဗ္ဗာန်ဒီခန္ဓာသုံးရှိတယ်ဆိုတာယနေ့တတိယမှတ်ဖို့နိဗ္ဗာန်ရဲ့အချက်မှရှိသလားအောက်မှရှိသလား ဘေးမှာရှိသလားလို့မေးမယ်ဒီကြအဲခန္ဓာဆိုတာဖြစ်ပြပဲအဲဒီဖြစ်ပြဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတာယနေ့ညကစပြီးဘုန်းကြီးတို့ဓမ္မတွေကြိုးစားလို့ရှင်းပြင်းတဲ့အပေလေးပါးတကားတွေကားတယ်မဟုတ်ပါဘူးငရေမင်းကြီးငရေဦးသိမ့်ပါတယ်ဆိုတာကိုကိုညာမညာကနေသိမ့်လိုက်တယ်လို့သုံးပြတယ်ချတယ်ဘုရားသိမ့်တာပါလေရွှေရှင်းရှင်းပါလား သဘောပါလားအလုံးစင်လေးရှင်းမင်းကပြတာပါမှန်ပါပါ